ကျွန်တော်တို့မြန်မာနိုင်ငံမှာကတနေ့တစ်မျိုးမယိုးရအောင်ကိုပြောစရာတွေကအရန်ကိုများလို့နေဗျာအဲဒီဗီဒီယိုထဲမှာပါတဲ့ main ကလေးတယောက်ကိုပဲကြည့်လိုက်ဗျာအခုကြည့်လိုက်နော်အဖျားပေါ်ကိုတက်တာရိုးရိုးတက်တာမဟုတ်ဘူးအသူဖက်နှက်စီးပြီးတော့တက်တာပေါ့နော်ဒီဖက်နှက်မပြောနဲ့ main ကလေးကဒီအမြင့်အထိကိုတက်တာတော်တော်လွန်နေပြီပေါ့နော်အထာတွေမကဘူးမကဘူးပေါ့နော်အခုဖက်နှက်နဲ့ပါဖျားရဲ့အမြင့်ဆုံးနေရာအထိဒီဖျားစင်းရော်ကြီးထားတဲ့အထစ်တောင်ကြော်ပြီးတော့ဟိုးအမြင့်ဆုံးနေရာအထိတက်တာပေါ့နော်အာဒီ main ကလေးတော်တော်ဆိုးတယ်သူ ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုပဲကိုးကွယ်ကိုးကွယ်ဒီလိုမျိုးလုံးဝ မလောက်တင်ဘူးသူလူဆိုလို့ရှိရင်အတီတရားဒီလောက်တော့ရှိတင်တယ်ဗောနော်ရှင်းရှင်းနဲ့ရိုင်းရိုင်းပြောရမယ်ဆိုလို့ရှိရင်ဗျာနာမည်ကြီးရင်ဖခင်ပေါ့ဟုတ်တယ်မလားဒီလိုမျိုးဒီဘာသာရေးတွေဘာတွေကိုခူထုံးလောက်ပြီးတော့တော့မလောက်တင်ဘူးရှင်းရှင်းလေးပဲကျွန်တော်ခုနကပြောရတိုင်းပဲရိုင်းရိုင်းပြောရမယ်ဆိုလို့ရှိရင်နာမည်ကြီးရင်ဖခင်ဟုတ်တယ်မလားအဲ့ဒီနီးတနီးပဲရှိတယ်ဩဃရိုက်ဒါပဲရှိတယ်ဗျာဟုတ်တယ်မလားအဲကျွန်တော်ပြောတာအရန်ရိုင်းသွားတယ်ဆိုလို့ရှိရင်တော့နားလေပြေးကြပါနော်ခွင့်လွှတ်ပေးကြပါဗျာအဲဒီလိုကောင်းမွားမျိုးတွေဆိုတာဒီလိုစကလုံးနေနဲ့မှာ တဲ့မှာပေါ့နော်အဲ့ဒါတော့မှနဲတော့နဲသေးလို့ကျွန်တော်ထင်တယ်ဗျနောက်ပြီးတော့ဒီကောင်မလေးကဘာလူမျိုးလဲသူ့ရဲ့နာမည်ကဘယ်သူလဲအဲပြီးတော့သူဗမာနေလဲဆိုတာကိုကျွန်တော်ကြားမိတဲ့လောက်ပေါ့နော်အဲတိတဲ့လောက်လေးကိုကျွန်တော်ပြောပြပေးမယ်ဟုတ်တည်ရှိမဟုတ်တည်ရှိပေါ့နော်ကျွန်တော်တိတဲ့လောက်လေးကိုပြန်ပြီးတော့ပြောပြပေးမယ်အဲလောလောဆယ်တော့သူတစ်တော့ဆော့ထားတဲ့ဗီဒီယိုဖိုင်ကိုပေါ့နော်အရင်ကြည့်လိုက်ဘာလူမျိုးလဲဆိုတာတိတ်ကွဲသွားပါလိမ့်မယ်နော် My community ဆမနေယောအနေဝန်ဘုံရှိနေမုံခရစ်ဆမရဲလူ ူရဲ့နာမည်ကတော့နော်နော်စောလို့သိရပါတယ်အဲတေတီချာလည်းမှတ်ထားကြအောင်နော်နော်နော်စောတယ်ဗျအဲသူရဲ့နာမည်ကတော့နော်နော်စောပြီးလို့ရှိရင်ဒီပူတာအိုမျိုးနဲ့အင်စီယန်ကြေးရွာကလို့အဲကြားသိရတယ်ဗောနော်အဲလူမျိုးကတော့အဲကချင်မလို့သိရပါတယ်ကချင်လူမျိုးလို့ကျွန်တော်အဲသိရတယ်ဗောနော်အဲတချို့မိန်းကလေးတွေလည်းကျွန်တော်တွေ့ဘူးပါတယ်ဒီ TikTok တို့ဘာတို့ပေါ်မှာပေါ့နော်ကျွန်တော်တွေ့ခဲ့ဘူးတယ်2024လောက်တုန်းကပေါ့နော်ဒီတမင်ကလေးကိုရောဘောတက်ပြီးတော့ဒီ ဖရားရဲ့လက်ပုံတက်ပြီးတော့ထိုင်တာပေါ့နော်အဲဒီထမိန်နေလုံးကြီးတွေနဲ့တက်ပြီးတော့ထိုင်တာတွေပြီးလို့ရှိရင်ဒီဘောင်းမီနဲ့တက်ပြီးတော့ဖရားနဲ့ဒီတွဲပြီးတော့ဓာတ်ပုံရိုက်တာတွေပေါ့နော်ကျွန်တော်အဲ့လိုမျိုးတွေဒီ2024လောက်မှာတွေ့ခဲ့ဘူးတယ်ဆိုတော့အဲ့လိုမင်းကလေးတွေလည်းအများကြီး ရှိတယ်တွေ့လဲအာတွေ့ဘူးခဲ့တယ်ပေါ့နော်အဲဆိုတော့ဒီလို main ကလေးတွေကကျွန်တော်အထင်တော့ဒါဗုဒ္ဓဘာသာဝင်နေတော့မဖြစ်နိုင်ဘူးအာဘာသာခြားတွေလို့ပဲကျွန်တော်ထင်တယ်ဗျအဲဒါကတော့ကျွန်တော်အထင်ပေါ့နော်သူတို့ကတော့ဘာဘာသာကူးကွယ်လဲတော့ကျွန်တော်လည်းအတိအကျမသိဘူးအဲ့ဒါတွေကတော့ထားလိုက်ပါတော့ဗျာကဲသူတို့ပြုတဲ့ကံသူတို့ပဲခံရမှာပေါ့နော်အဲဒီလိုမျိုးလောက်တာသူတို့ပြုတဲ့ကံသူတို့ပဲခံရမှာအဲကျွန်တော်ရဲ့ဒီ channel မှာကြီးစုနေတဲ့သူတွေကိုအာအခု main ကလေးကိုဗာမြန်ပြောချင်ကြတယ်ဗျပြောချင်တာရှိလို့ရှင်လဲ comment မှာရေးခဲ့နိုင်ပါတယ်နော်